အခြေခံအဖြစ်မဖြစ်မနေတည်ထားတင်တဲ့ဖုံးဆက်တိန်စေခုလောက်ကို TPDU ထဲမှာမိတ်ဆွေတို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဖုံးဆက်တိန်လေးထိကိုဝင်တွားလိုက်ပါ။အရင်ဆုံး setting တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ display and brightness တဲ့ကိုဝင်တွားရမှာပဲဖြစ်ပါတယ်။လက်ရှိအနေနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင် link မှောင်ပုံမူတည်ပြီးတော့ auto ချိန်ပေးသွားမှာဖြစ်ပါတယ်ဗောနော။အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာ auto and brightness ကိုဖွင့်ထားဖို့လုပ်ပါတယ်။ auto brightness ကိုဒီနေရာမှာ on လုပ်ပြီးတော့အခုလိုဖွင့်ထားပေးလိုက်ပါ okay ဒါကတော့ပထမအဆုံး setting တစ်ခုဖြစ်ပါတယ်ဒီ setting ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ battery ရဲ့အရာခိုင်နှုန်းကိုပြပေးအောင်ကျွန်တော်တို့ဖွင့်ပေးရမှာပဲဖြစ်ပါတယ်ဗျာပုံမှန်ကျွန်တော်ဖုန်းကိုဝေလာတဲ့အခါမှာ battery ရာခိုင်နှုန်းတွေဖွင့်မထားပေးနဲ့ဒီတိုင်းရှိနေတာတွေဖြစ်တတ်တယ်ဗျာဘယ်လိုဖွင့်မလဲဆိုလို့ရှိရင်တော့ notification and status bar ကိုနှိပ်ပေးလိုက်ပါအောက်ဖက်အနေနဲ့ဆင်းသွားလိုက်မယ် battery percentage ကိုတစ်ချက်နှိပ်ပေးလိုက်ပါ ပြီးတော့ကျွန်တော်တို့ဒီနေရာမှာ outside တာမှမဟုတ် inside နေရာမှာကျွန်တော်တို့ပြောင်းထားလို့ရတယ်ဗျနော်အခုမိတ်ဆွေတို့ကြည့်လိုက်ပါအပေါ်မှာ battery ခိုင်တော့ဘာမှမမြင်ရပါဘူးအဲ့တော့ကျွန်တော်တို့ဒီနေရာမှာ outside တာမှမဟုတ် inside နေရာမှာပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ battery ရဲ့ရခိုင်တော့ဟာဒီအပေါ်ပိုင်းမှာဗျနော် battery တုံးရဲ့ဒီအပြင်ပိုင်းမှာအခုလိုလာပြီးတော့ပြပေးမှာဖြစ်ပါတယ် okay ဒါကတော့ဒုတိယ setting နောက်ထပ်တတိယမြောက်စက်တိန်တစ်ခုဆက်ပြီးတော့ပြပြပြမဖြစ်ပါရယ်။ကဲတတိယမြောက်စက်တိန်မှာဆိုလို့ရှိရင်တော့ phone screen ကို lock ခတ်ထားနိုင်ပြီပေါ့နော်။ finger and face password နေရာမှာနေလိုက်ပါ။ screen lock ကိုကျွန်တော်တို့ဖွင့်လိုက်မယ်။ကျွန်တော်တို့နေတဲ့ဘလူးပုံစံနဲ့ကိုယ့်ရဲ့ phone screen ကိုတော့ခတ်မလဲ။ password ခံပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ phone screen ကိုတော့ခတ်မလားပေါ့နော်။ password GU ကနန် password ပဲခံပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ3 4ကိုကြိုက်တဲ့ကနန် password လေးတွေကိုဒီနေရာမှာရိုက်ထည့်ပေးလိုက်ပါလေလုံးတော့အနည်းဆုံးဒီမှာသူရိုက်ထည့်ခိုင်းနေပါတော့ password ကိုနှစ်ခါဆက်တိုက်ရိုက်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ password ကအတိပြုပေးတော့မှာဖြစ်ပါတယ်ကိုယ့်ရဲ့ phone screen ကိုဖွင့်တဲ့အခါမှာဒီမှာရိုက်ထည့်ထားတဲ့ password ကိုအသုံးပြုရမှာဖြစ်ပါတယ်ပေါ့နော် okay ဒါတော့ကျွန်တော်တို့ pin ကနန်းတွေခိုင်ပြီးတော့ကိုယ့်ရဲ့ phone screen ကို lock ခတ်တဲ့နည်းဖြစ်ပါတယ်နောက်တနည်းအားကျတော့အဲ့လိုပုံစံနဲ့မခက်ပင်နဲ့ pattern ခံပြီးတော့ကိုယ့်ရဲ့ phone screen lock ခတ်တဲ့နည်းပေါ့နော် pattern ကိုကျွန်တော်တို့နှိပ်လိုက်မယ် ပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ဘယ်လိုပုံစံနဲ့ကိုယ့်ရဲ့ phone screen ကိုဖွင့်မလဲဗောနော်ဒီမှာကိုယ်ချိုက်တဲ့အသင်္ကေတကိုယူထားလို့ရတယ် M နဲ့ခက်မလား N နဲ့လားတမမဟုတ် L လားဒီနေရာမှာကိုယ်ချိုက်တဲ့အသင်္ကေတလေးကိုထားလိုက်ပါကိုက M နဲ့ခက်မယ်ဆိုလို့ရှိရင် M ကိုကျွန်တော်တို့နှစ်ခါဆက်တိုက်ပါတော့ဒီနေရာမှာ ဆွဲပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဖုန်း screen lock ကို M ပုံစံနဲ့ခတ်သွားမှာဖြစ်ပါတယ်ခုမှ message က M နဲ့ခတ်ထားတယ်ဆိုရင် M နဲ့ပြန်ဖြွင့်လိုက်ရင်ကိုကျွန်တော်ရဲ့ဖုန်း screen ပြန်ပွင့်သွားမှာဖြစ်ပါတယ်ဘောနော်ဒါတော့ screen screen lock ခံထားတဲ့ညီလမ်းဖြစ်ပါတယ် Okay နောက်ထပ် setting လေးခုမြောက်ကိုကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ဘောနော်ဒါဆိုရင်ကျွန်တော်ဒီထက်ကနေထွက်လိုက်မယ် setting လေးခုမြောက်ပါဆိုလို့ရှိရင်တော့ကျွန်တော် output နဲ့ဆင်းသွားလိုက်မယ် systematic main ကိုတစ်ချက်နေလိုက်မယ် line code and input ကိုလိုက်ပြီးတော့ရှာရမှာဖြစ်ပါတယ်ဗောနော line code and input တယောက်တစ်ချက်နှိပ်လိုက်မယ် ါတော့ကျွန်တော်ပါရာစကားယူတာဖြစ်ပါတယ်ပါရာစကားကိုဒီညမှာအင်္ဂလိပ်ယူထိုင်အင်္ဂလိပ်လို့ဒီဖုန်းရဲ့စက်တင်ပိုင်းတွေကအင်္ဂလိပ်လို့ပြပေးမှာဖြစ်ပါတယ်မြန်မာပြောင်းထားလို့ရှိရင်တော့မြန်မာဘာသာနဲ့ဒီဖုန်းရဲ့စက်တင်ပိုင်းတွေအကုန်လုံးကိုကျွန်တော်တို့မြန်မာလို့တွေ့ရမှာဖြစ်ပါတယ်ဗျာနော်โอเคဒါတော့ကျွန်တော်ရဲ့ဖုန်းထဲကဒီ language setting ကိုကျွန်တော်တို့ချိန်တဲ့နည်းလမ်းဖြစ်ပါတယ်ဗျာနော်โอเคနောက်တစ်ခုကကျတော့ keyboard ပေါ့နော်ဒါတော့ကို paper scan နဲ့စာရိုက်မလဲဗျာနော်ကိုအသုံးပြုတဲ့ keyboard ကိုဒီနေရာမှာရွေးလို့ရတယ်ဥမာမိတ်ဆွေကခြေပုတ်ခြေပုတ်ကိုအသုံးပြုမယ်ဆိုခြေပုတ်ပေါ့နော်ပကံခြေပုတ်ဆိုပကံခြေပုတ်ကိုဒီနေရာမှာကျွန်တော်တို့ရွေးချေထားလို့ရတယ်ဒါကတော့ကျွန်တော်တို့အသုံးပြုမယ်ခြေပုတ်ကိုရွေးချေတဲ့နေရာဖြစ်ပါတယ်ဘိုက်နဲ့ထွက်လိုက်မယ်အခုနောက်ထပ်စတိန်၅ခုမြောက်ကိုထပ်ပြီးတော့ကြည့်လိုက်ရအောင်စတိန်၅ခုမြောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနားလေးက take and time ဆိုတဲ့နေရာမှာ make ပေးလိုက်ပါ okay ဒီ take and ten ညမှာဆိုရှင်တော့ကျွန်တော်တို့ဖုန်းထည့်ကနေပြီးတော့နာရီကိုချိန်လို့ရတာပဲဖြစ်ပါတယ်ဗျနော်တကယ်လို့မိတ်ဆွေကလည်းရှိခုရဲ့ဖုန်းထည့်မှာပြနေတဲ့နာရီကပုံမှန်မှန်ဘူးဆိုလို့ရှင်တော့ September ညမှာနေပြီးတော့မှဒီညမှာကိုစတိန်ဆက်ပြီးတော့ချိန်လို့ရတယ်ဗျနော်အခုဆိုရင်16နာရီ54မိနစ်ဆိုလို့ရှင်ဒီညမှာနာရီတွေလွှဲနေတယ်ဆိုလို့ရှင်တော့ဒီညမှာကိုကစတိန်လေးတွေချိန်ပြီးတော့ကိုရဲ့နာရီကိုမှန်အောင်ချိန်လို့ရတယ်ပြီးရင်တော့ကျွန်တော်ဒီမှာ set တိတ်နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ရက်ဆွဲပေါ့နော်ဒါလေးကိုနေပြီးတော့မှကျွန်တော်ရက်ဆွဲကိုဒီနေရာမှာကျွန်တော်ချိန်လို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ချိန်လိုက်မယ်ဒီအောက်နားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပင်နာရီပုံစံအတုံးပြုတ်မလဲပေါ့နော်24နာရီပုံစံအတုံးပြုတ်မလား7နာရီပုံစံအတုံးပြုတ်မလားဒီနေရာမှာကျွန်တော်ယူလို့ရတယ်တကယ်လို့မိတ်ဆွေကကိုယ့်ရဲ့ဖုန်းထဲမှာ24နာရီပုံစံမတုံးချင်ဘူး7နာရီပုံစံပဲပြခိုင်းချင်တယ်ဆိုလို့ရှိရင်တော့ဒီ24နာရီကိုဒီနားလေးကဒါလေးကို off လုပ်ပြီးတော့ပိတ်လိုက်ပါဒါဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဖုန်းထဲကနိုင်ရီက7နာရီပုံစံနဲ့ပြပေးမှဖြစ်ပါတယ်24နာရီပုံစံနဲ့တုံးကျင်နေဆိုလို့ရှိရင်လည်း24နာရီကိုကျွန်တော်တို့ဖွင့်ထားပေးလိုက်မယ် Okay နောက်ထပ် setting လေးတွေကိုထပ်ပြီးတော့ကြည့်လိုက်မယ် back နဲ့ထွက်ကောင်းလိုက်မယ် Okay အခု setting 6ခုမြောက်ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်မယ် setting 6ခုမြောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ setting ထဲမှာပဲဝင်လိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ sound and vibration ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါတော့ဒီမှာ sound နေရာမှာတစ်ချက်နှိပ်လိုက်မယ် ဒီဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ same one incoming call ring tone same to incoming call ring tone ပေါ့နော်ဒါမျိုးတွေပြထားတယ်ဆိုတော့ကိုယ့်ရဲ့ phone ထဲမှာဝင်လာတဲ့ phone call မီတဲ့အတန်ကိုကျွန်တော်ဒီနေရာမှာနှိပ်ပြီးတော့ကိုစိတ်ချိုက်ဒီနေရာမှာ setting change ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်ဒီနေရာမှာကိုဘယ်လိုအတန်မီတဲ့ပုံစံကိုချိန်လိုက်ဒီနေရာမှာကို setting change ပြီးတော့ထားလို့ရတယ် message ဝင်လာတဲ့ same one message ဝင်လာတဲ့အတိုင်ကို change ချင်တယ်ဆိုလို့ရှိရင်ဒီမှာ same one message တုံးကိုဒီညမှာကိုစိတ်ကြိုက်ပြောင်းထားလို့ရတယ်ပေါ့နော် same two ဆိုလို့ရှိရင် same two ပေါ့နော်ဒီညမှာကိုစိတ်ကြိုက် setting change ထားလို့ရတယ်ပြီးတော့ notification ring tone ကိုလည်းကျွန်တော်ဒီညမှာ setting change ထားလို့ရတယ်ပေါ့နော် ring tone တွေစောင့်တန်နေနဲ့ပတ်သက်ပြီးတော့ဒီညမှာအကုန်လုံးကိုကျွန်တော်တို့ setting ဝင်ထားလို့ရတာဖြစ်ပါတယ်ပေါ့နော် okay ဒါကတော့ကျွန်တော်တို့ setting 6ခုမြောက်ဖြစ်ပါတယ်ပေါ့နော် စက်တင်ခုနှစ်ခုမြောက်ကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီဆောင်းရဲ့အပေါ်နားလေးမှာရှိတဲ့ဒီကိုယ့်ရဲ့ phone screen wallpaper တွေကိုစက်တင်ချိန်တဲ့အရာဖြစ်ပါတယ်ဗောနော home screen မှာနှိပ်လိုက်မယ်ပြီးတော့ဒီညမှာကျွန်တော်တို့ခု phone ပေါ်မှာရှိနေတဲ့ demo ဘယ်လိုပုံစံမျိုးကျွန်တော်တို့ထားမလဲဗောနော demo ဒီညမှာကိုယ်စိုက်လို့ယူပြီးတော့ထားနိုင်တယ်ပြောင်းမယ်ဆိုလို့ရှိရင်တော့ကိုယ်စိုက်တဲ့နေရာမှာပြောင်းမယ်ပြီးတော့ဒီမှာ apply ကိုနှိပ်လိုက်မယ် apply နဲ့လိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ phone tab ကပြောင်းသွားမှာဖြစ်ပါတယ်ဘောနော်ဒီမှာကိုမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲခဏလောက်စောင့်လိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ tab ပြောင်းသွားဖြစ်ပါတယ်ဘောနော် wallpaper ဘောနော် wallpaper ပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းပြောင်းချင်တဲ့ wallpaper ကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ apply နှိပ်မယ်ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ phone ဒီ wallpaper ပြောင်းသွားဖြစ်ပါတယ်ဘောနော် Okay အခုနောက်တစ်ခါကျွန်တော်တို့ setting ၈ခုမြောက်ကိုထပ်ပြီးတော့ကြည့်လိုက်မယ် network and connection ညမှာနှိပ်လိုက်မယ် ပြီးတော့ဒီနေရာမှာကိုယ့်ရဲ့ဖုန်းထဲက Wi-Fi hotspot ကိုတခြားကိုယ့်ရဲ့တငယ်ချင်းတွေကို sharing လုပ်ပေးတဲ့ hotspot ကိုကျွန်တော်တို့လွှင့်တဲ့အခါမှာကိုယ့်ရဲ့ဖုန်းထဲကမူရင်းပါလာတဲ့ Wi-Fi username ကို blue chain လဲအဲ့ဒါလေးကိုတို့ပြပြမှာဖြစ်ပါတယ် hotspot ဆိုတဲ့ဟာလေးကိုပဲနှိပ်လိုက်ပါ hotspot ကိုနှိပ်လိုက်မယ် personal hotspot ကိုကျွန်တော် on လုပ်ပြီးတော့ဖွင့်လိုက်မယ် hotspot config မြန်မာချိန်နှိပ်လိုက်ပါပုံစံသားလေးက network name နေရာမှာဒါလေးကိုကျွန်တော် change မယ်ဆိုလို့ရှိရင်ဒီနေရာမှာ နေပြီးတော့ကိုယ်စိတ်ထိုက်ချိန်လို့ရတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီအောက်နာလေးက password နေရာမှာလေးပဲကျွန်တော်တို့ဒီ password ကို change ချင်တယ်ဆိုလို့ရှင်မူရင်းပါလာတဲ့ဒီ password ကိုကျွန်တော်တို့ဖြတ်ပြီးတော့ကိုယ်စိုက်တဲ့ password ကိုဒီနေရာမှာ change ထားလို့ရတယ်ပေါ့နော် okay ကျွန်တော်တို့အခုလို့ကိုယ့်ရဲ့ဖုန်းထဲမှာမူရင်းပါလာတဲ့ hotspot name နဲ့ wifi password ကို change ပြီးတော့ပြီဆိုလို့ရှင်တော့ကျွန်တော် down နေလိုက်မယ် ကဲဒါဆိုရှင်တော့အခုကျွန်တော်တို့ရဲ့ဖုန်းထဲမှာမူရင်းပါလာတဲ့ hotspot name နဲ့ wifi password ကပြောင်းသွားပြီးဖြစ်ပါတယ်ဗောနော်ကဲဒါတော့စက်တင်ရှိခုမြောက်ဖြစ်ပါတယ်ကဲအခုကျွန်တော်တို့ဒီထက်နဲ့ bank နဲ့ထွက်လိုက်မယ် okay ဒါဆိုရှင်တော့အခု setting ကိုခုမြောက်ကိုကျွန်တော်တို့ထပ်ပြီးတော့ကြည့်လိုက်ရအောင် system navigation တားလေးကိုတစ်ချက်နှိပ်လိုက်မယ် system navigation ကိုတစ်ချက်နှိပ်မယ် navigation key ဆိုတဲ့နေရာမှာတစ်ချက်နှိပ်မယ်ဒါဆိုရှင်တော့ဒီလိုပုံစံလေးပို့လာဗောနော်ကျွန်တော်တို့ဒီအောက်နားတွေက ဘက်ကီဟုံးကီရစန်ကီတွေကိုကိုယ်ဆိုင်တဲ့ပုံစံလေးပြောင်းလို့ရတယ်ဗျနော်ဘလိုပုံစံပြောင်းလဲခုပြောင်းပြီးတော့အသုံးပြုချင်တဲ့နေရာမှာခုလိုပြောင်းပြီးတော့ကျွန်တော်တို့အမှန်ချစ်ကလေးထားလိုက်မယ်ဆိုလို့ရှိရင်တော့အောက်ကဟာပါပြောင်းတော့ဖြစ်ပါတယ်နော်ဒီမှာအောက်မှာကြည့်လိုက်အပေါ်ကဟာလေးကိုကျွန်တော်အပေါ်မှာထားလိုက်မယ်ဒါဆိုလို့ရှိရင်တော့ဒီနေရာမှာပုံစံပြောင်းတော့ဖြစ်ပါတယ်ဒီနေရာမှာကိုယ်ဆိုင်တဲ့ပုံစံလေးနဲ့ setting ချိန်ပြီးတော့ထားလို့ရတယ်ဗျနော်ဒီမှာ okay ဒါတော့ setting ခုခုမြောက်ဖြစ်ပါတယ်ဗျနော် okay ဒါဆိုရှင်တော့နောက်ဆုံး setting တစ်ခုနေနဲ့မိတ်ဆွေတို့ကို ြောပြမှာဖြစ်ပါတယ်နောက်ဆုံး setting လေးကတော့ setting 10ခုမြောက်ဖြစ်ပါတယ်ကောเนาะဆိုတော့ကျွန်တော်ဒီထက်နဲ့ထွက်လိုက်မယ်အောက်ဖက်နေနဲ့ဆင်းတော့လိုက်မယ်ပြီးတော့ shortcut and accessibility ဒီထက်ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့လို့ရှိရင်တော့ကျွန်တော်ဒီအောင်နာလေးက easy thought ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ easy thought နေရာမှာ off ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ on လုပ်ပြီးတော့ဖွင့်လိုက်မယ်ဒါဆိုရှိရင်တော့ဒီလို menu button ပေါ်လေးတစ်ခုကြာလာမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်အနေနဲ့ ဒါလေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဘေးနားကအခီးခလုတ်တွေကိုအသုံးပြုဆရာမလို့ဒီအောက်နားလေးကမင်းယူခီးတွေကိုအသုံးပြုဆရာမလို့ပဲနဲ့ဒီနေရာမှာနှိပ်လိုက်တာနဲ့ဘေးနားကခီးခလုတ်တွေအစားကျွန်တော်တို့ဒီနေရာမှာကိုအလွယ်တကူနှိပ်ပြီးတော့အသုံးပြုလို့ရတာဖြစ်ပါတယ်ဗောနော်ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ဟုံးခီးဖက်ခီးတွေစသအကုန်လုံးဒီနေရာမှာကျွန်တော်တို့ခေါ်သုံးမှုရှာပါတယ်ဗောနော်ကျွန်တော်တို့ဘေးနားကခီးခလုတ်တွေအသုံးပြုဆရာမလို့ကျွန်တော်တို့ဒါလေးကိုအလွယ်တကူခေါ်သုံးလို့ရတယ်ဗောနော် โอเคဆိုတော့ဒီဗီဒီယိုလေးမှာဒီလောက်နေပဲကျွန်တော်ရေးသားလိုက်ပါတော့မယ်နောက်ထပ်ဗီဒီယိုတွေမှာပြင်ပြီးတော့ဆုံးချရအောင်မိတ်ဆွေတို့အတွက်အချို့ရှိတယ်ဆိုရင်တော့ဗီဒီယိုကိုလိုက်အရှင်းပြန်လုပ်ပေးတော့နိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြင်ပြီးတော့ဆုံးချရအောင်အားလုံးပဲမြင်လာပါ